နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ16ရက်စနေနေ့ ဟေရှာယအနာဂတိကျမ်းခန်းကြီး61အငယ်5မှ31ရှေးပြုပြရာတို့ကိုပြုပြင်ကြလိမ့်မည်ရှေးကာလ၌တုတ်တင်ပယ်ရှင်းရာတို့ကိုတီဆောက်ကြလိမ့်မည်စိတ်ညံသောမြွေရာအစဉ်အဆက်အစွန့်ပြရာအရက်တို့ကိုပြုစုကြလိမ့်မည်တပါးမျိုးသားတို့သည်ရက်လျက်သင်တို့ဒုစုများကိုထိန်ချောင်းကြလိမ့်မည် တကြွတနိုင်ငံသားတို့သည်သင်တို့အဖို့လဲလုံ၍စပြေးဥယင်ကိုလည်းပြုစုကြလိမ့်မည်သင်တို့မူကားသာရဖျား၏ယစ်ပရောဟိတ်ဟု၍၎င်းငါတို့ဖျားသခင်၏အမှုတော်ထမ်းဟု၍၎င်းတမှုချင်းကို ခံရကြလိမ့်မည်တပားအမျိုးသားတို့၏စီးစိမ်ကိုစား၍သူတို့၏ဘုံအတည်ရင်၌ဝါကြွားဝမ်းမြောက်ကြလိမ့်မည်သင်တို့အဆက်ကွဲခြင်းအရာ၌နှဆသော အကျိုးကို ခံရ၍ အတီးပြည့်ချင်းအရာ၌လဲသူတို့အဖို့ကိုခံစားလျက်ဝမ်းမြောက်ကြလိမ့်မည် သူတို့မြေ၌နဆသောအဖို့ကို အမွေခံရ၍သာရဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်အကြောင်းမူကားငါသာရဖျားသည်တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်၏လူယူခြင်းအမှုနှင့်အတ္တမအမှုကိုမုံ၏သစ္စာအတိုင်းသူတို့အားအကျိုးကိုပေးမည် သူတို့နဲ့ထာဝရပရိညင်ကိုဖွဲ့မိသူတို့မျိုးအနွယ်သားစဉ်မြည်ဆက်တို့သည်တပါးအမျိုးသားနေရာအရရ၌ကြော်စောကြလိမ့်မည်သူတို့သည်ထာဝရဖျားကောင်းကြီးပေးတော်မူသောအမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကိုမြင်တော်သူအပေါင်းတို့သည်ဝန်ခံကြလိမ့်မည်ထာဝရဖျားကြောင့်ငါသည်အလွန်ဝမ်းမြောက်၍ငါ၏ဖျားသခင်ကြောင့်ငါဝိညာဉ်သည်ရှင်လန်းမည်အကြောင်းမူကား မင်္ဂလာဆောင်လူလင်သည်ဘောင်းတရဖူကိုဆောင်းတကဲ့သို့၎င်းမင်္ဂလာဆောင်တို့သမီးသည်တစားဆင်တကဲ့သို့၎င်းကဲ့တင်ခြင်းအဝတ်တစားနှင့်ငါ့ကိုဝတ်ဆင်စေ၍ဖြောင့်မတ်ခြင်းဝတ်လုံးနှင့်ခြုံတော်မူပြီမြေကြီးသည်အပင်တို့ကိုပေါက်စေတကဲ့သို့၎င်းလေယာသည်မိမိ၌စိုက်သောမျိုးစေ့ကိုအညောင်ထွက်စေတကဲ့သို့၎င်းထို့အတူသာရပြသည်ခတ်သိမ်းသောလူမျိုးရှိမှာ ဖြောင့်မတ်ခြင်းနဲ့ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။ကေတင်ခြင်းအဝတ်တစားနဲ့ငါ့ကိုဝတ်ဆင်စေ၍ဖြောင့်မတ်ခြင်းဝတ်လုံနဲ့ခြုံတော်မူ၏။ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး61ခန်းငယ်30ခရစ်တော်၌လွှမ်းခြုံခြင်း fashion design ဆိုင်ရာ london college မှာ fashion စိတ်ပညာရှင် Rose Tanner ကအဝတ်အစားသည်လူတို့၏တွေးခေါ်ပုံနှင့်အပြုအမူများအပေါ်စိတ်ခံစားချက်အပေါ်မြည်သို့အကျိုးသက်ရောက်မှုရှိသည်ကိုလေ့လာခဲ့သည်အဝတ်အစားသည်ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်အနီးဆုံးအရာအဖြစ်ဒုတိယအရေးပြအမျိုးအစားဖြစ်ပြီးတစ်နှစ်တာဖြစ်ပျက်လာသမျှအမှုအရာအတွက်ကျွန်ုပ်တို့ကိုအားဖြည့်ပေးသည်ဥပမာအားဖြင့် professional ဝတ်စုံကိုဝတ်ဆင်ခြင်းသည် လုပ်ငန်းခွင်တွင် စိတ်ဓာတ်လုံဆောင်မှုနှင့်အာယုံစူးစိုက်မှုအတွက်အထကူဖြစ်စေသည်တဖန်မိမိဆွဲလန်းတံမိုးထားသည့်တဖက်နှံအဝတ်ဟောင်းများကိုဝတ်ဆင်ခြင်းကဖိစီးမှုအခြေအနေများအတွင်တတ်တောင့်တတာဖြစ်စေသည်ဤစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်သည်ယေရှု၏အသေးခံခြင်းနှင့်ပတ်သက်သောဟေရှာယ၏ prophet ပြုချက်များကို ထိုးထွင်းသိနာလေစေသည်ဘာဗုလုန်သို့ဖန်စီသိမ်းသွာခံရသော ယူဒလူမျိုးများ၏အနာဂတ်လွတ်မြောက်ခြင်းအကြောင်းကိုမှတ်တမ်းတင်ရ၌ပရောဖက်ဟေရှာယကတနေ့တွင်ရှေးပြိုပြက်ရာတို့ကိုပြုပြင်ကြလိမ့်မည်ရှေးကာလ၌တောက်တင်ပယ်ရှင်းရာတို့ကိုတိဆောက်ကြလိမ့်မည်စိတ်ညံသောမျိုးရွာအစဉ်အဆက်ဆွန့်ပစ်ရာအရက်တို့ကိုပြုစုကြလိမ့်မည်ဖြစ်ကြောင်းအခိုင်အမာပြောကြားခဲ့သည်ထိုနေ့၌သူတို့သည်ဖြောက်မှတ်ခြင်းဝတ်လုံကိုဝတ်ဆင်ကြလိမ့်မည် ယေရုရှလင်မြို့သို့လူမျိုးတော်တို့ပြန်ရောက်ရှိချိန်တွင်ပထမဆုံးဟေရှာယ၏ပရောဖက်ပြုချက်ပြည့်စုံခဲ့ပြီးနောက်ဖျားသခင်သည်ယေရှုကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏ငါတို့သည် ထိုသူအဖြစ်ဖျားသခင်ရှိတော်၌ဖြောက်မှတ်တော်သူဖြစ်စေချိန်တွင်အလုံးစုံ ပြည့်စုံသွားသည်ခရစ်တော်၏အသေးခံခြင်းကိုကျွန်ုပ်တို့ယုံကြည်သောအခါဖြောက်မှတ်ခြင်းတရားသည်ဖျားသခင်နှင့်ကျွန်ုပ်တို့၏မှန်ကန်သောဆက်ဆံရေးကို ဖော်ပြသည်ကျွန်ုပ်တို့ကိုအဖြစ်ကြောင့်အဆက်တကွဲအကျိုးနှဲခြင်းသို့မဟုတ်အတရေပြက်ခြင်းဝတ်ဆောင်နှင့်ဖျားသခင်မမြင်ပါ၎င်းအစားကျွန်ုပ်တို့ကိုယနေ့နှင့်ထာဝရဝမ်းမြောက်မှုကိုပေးသည့်သခင်ယေရှု၏တည်မြဲသောဖြောင့်မတ်ခြင်းဟုသောဒုတိယဝတ်ဆောင်ကို ယူတင်ဝတ်ဆင်ထားသည့်ကျွန်ုပ်တို့ကိုပြုမူ၏ မိသည့်အရှက်ရစရာကိုသင်နေ့တိုင်းပြုမှုဝတ်ဆင်နေသည်နီဖြောင့်မတ်ခြင်းဝတ်လုံကိုသင်မည်သို့ပို၍ကောင်းစွာအောက်မေ့နိုင်မည်တခိယေရှုဖျားကိုရောဤဖြောင့်မတ်ခြင်း၌ကျွန်ုပ်ကိုလွှမ်းခြုံပေးသည့်အတွက်ဂျေဇုတင်ပါ၏တခိယေရှုနာမကို အမည်ပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။